ီနေ့ကျွန်တော်ပြောမှာကတိနံစိုက်ခင်းဒီရာသီဥတုဖောက်ပြန်တဲ့တံကိုခံနိုင်အောင်ဘယ်လိုစိုက်ပြုကြမလဲဆိုတဲ့အကြောင်းဖြစ်ပါတယ်အပထမဆုံးရာသီဥတုဖောက်ပြန်ပြောင်းလဲနေတဲ့အကြောင်းပြောချကြည့်အောင်ဒီကနေ့ရာသီဥတုတွေဖောက်ပြန်ပြောင်းလဲနေတာကိုလူတိုင်းသိနေကြတယ်လူတိုင်းလည်းကြုံတွေ့ခံစားနေကြရတယ်ဘာဖြစ်လို့ရာသီဥတုတောင်းလဲမှုတွေဖြစ်ရတာပါလဲ နော်လေတူထဲမှာဖန်လုံအိမ်တန်းငွေတွေရှိတင်တာတဲ့ပိုများလာလို့ဖြစ်ပါတယ်ဖန်လုံအိမ်တန်းငွေကိုအင်္ဂလိပ်လိုတော့ green house gas အ GHG လို့ခေါ်ပါတယ်အဲဖန်လုံအိမ်တန်းငွေဆိုတာကဘယ်လိုပါဒီလဲမိလောင်ရင်ထွက်လာတဲ့မိခိုးငွေတွေဆက်ယုံခေါင်းတိုင်တွေကထွက်လာတဲ့မိခိုးငွေတွေကာယထာ సై ကယ် လေရင်သင်ဘောထွန်ဆက်စက်တီကထွက်လာတဲ့မိကုံငွေတွေလျှက်စမီပန်ကာရေကတတလေးပြည့်စက်တီကထွက်လာတဲ့အငွေတွေရေဝတ်နေတဲ့နေရာတွေကထွက်နေတဲ့အငွေတွေတရိษံမစင်တွေကထွက်နေတဲ့အငွေတွေစမြုပ်ပြန်တက်တဲ့တရိษံတွေစမြုပ်ပြန်နေစဉ်ထွက်တဲ့အငွေတွေအရင်တွေကိုကြိုးတဲ့ထမင်းချက်တဲ့အဲ့ဒါလိုလုပ်တဲ့အခါထွက်လာတဲ့အငွေတွေ ဓာရီအလုံးကိုဖန်လွန်အိမ်ဓာငွေလို့ခေါ်ပါတယ်အဲ့တော့ဒီဖန်လွန်အိမ်ဓာငွေတွေမှာတချို့ကတဘာဝအတိုင်းထွက်နေကြတာတွေဖြစ်တယ်ဓာရီကဥပမာရေဝတ်နေတဲ့နေရာတွေကထွက်နေတဲ့အငွေတွေရှိတယ်တရိတ်ဆန်မစင်တွေကထွက်နေတဲ့အငွေတွေစမြုပ်ပြန်တတ်တဲ့တရိတ်ဆန်တွေစမြုပ်ပြန်တဲ့အခါထွက်တာတွေရင်းနှီးဥကျိုးထမင်းချစ်တဲ့အခါထွက်တဲ့အငွေတွေဓာရီအလုံးကတဘာဝအတိုင်းထွက်နေတဲ့ဓာငွေတွေပမာဏကအဲ့လောက်မများဘူး ရာသီဥတုကိုဖောက်ပြန်ပြောင်းလဲစေတဲ့အထိမများပါဘူးတချို့ဖန်တော်ရင်တန်းငွေတွေကြတော့လူတွေကြောင့်ဖြစ်ရတဲ့တန်းငွေတွေဒါတွေကဥပမာမီးရှို့ရင်အမိုက်ဆိုပြီးမီးရှို့တာကအစပေါ့ထွက်လာတဲ့မိခိုးငွေတွေစက်ယုံခေါင်းတိုင်တွေကထွက်လာတဲ့မိခိုးငွေတွေကားတွေယထာဆိုင်ကယ်လေးရင်တင်ပေါ်ထွန်ဆက်အဲ့ဒီကထွက်လာတဲ့မိခိုးငွေတွေနောက်လျှက်စမီပန်ကာရေကက်တက်တာလေးပြီးဆက်အဲ့ဒါတွေကထွက်တဲ့ ဖန်လွန်ရင်ဓာငွေတွေကြတော့လူတွေကြောင့်ဖြစ်တယ်လူတွေကြောင့်ဖြစ်လာရတဲ့ဖန်လွန်ရင်ဓာငွေတွေကပိုးပိုးပြီးများလာတယ်ဥပမာကားတွေစိုက်ကယ်တွေအသုံးများလာလေဖန်လွန်ရင်ဓာငွေထွက်တာပိုလာလေလျှက်စမီပန်ကာရေကဲတက်တာလေအပိစက်စတာတွေပိုသုံးလာလေဖန်လွန်ရင်ဓာငွေတွေပိုထွက်လာလေလေရင်နေတင်ဘောတွေနဲ့ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းတွေပိုလာလေဖန်လွန်ရင်ဓာငွေတွေပိုထွက်လာလေစက်ယုံကြီးတွေပို့ပုံများလာလေဖန်လွန်ရင်ဓာငွေတွေ ပိုထက်လာလေးဖြစ်ပါတယ်။စက်ပြေးလုပ်ငန်းတွေကြောင့်လည်းဖန်တော်ရင်တောင်းငွေတွေထွက်ပါတယ်။အဲ့ဒီလုပ်ငန်းတွေကအပင်အကျဉ်းကြံကုန်မီးရှို့ရင်းတောင်ရာတွေခုတ်မီးရှို့ရင်းစက်ကြီးတွေနဲ့ထဲထိုးထွန်မွေတာတွေလုပ်ရင်းဓာမြောစာပုတ်သက်စီပေါင်းသက်စီဖြန်းတာတွေလုပ်ရင်းစပားကင်းကိုရေမြှုပ်ပြီးတော့မှစိုက်ရင်ဓာရီကစိုက်ပျိုးရေးလုပ်ငန်းတွေကြောင့်ထွက်လာတဲ့ဖန်တော်ရင်တောင်းငွေတွေဖြစ်ပါတယ်။ တောင်ရခုတ်တော်မိရှုတဲ့အခါစိုက်ခင်းတဲ့အပင်ကျဉ်ကျန်နေမိရှုတဲ့အခါစတာဒီကြောင့်ဖန်တော်ရင်တန်းကိုညကြီးထွက်တယ်။ညကြီးကိုထွန်ဆက်ဆေးရန်ညကြီးတွေနဲ့ထဲထိုးထုံမွေလုတဲ့အခါတွေမှာလည်းဖန်တော်ရင်တန်းကိုညကြီးထွက်တယ်။ဒီမှာဆိုလို့ရှိရင်တတော်လုံးတတောင်းကောင်းငင်ကြီးတစ်ခုလုံးကိုမှိုင်းနေတာပဲ။အဲ့ဒါတောင်ရခုတ်မိရှုရင်ထွက်တဲ့ဖန်တော်ရင်တန်းတွေပါ။နောက်တစ်ခါအမိုက်ဆိုပြီးအဲ့ဒီတောင်ရခိုးရင်းနဲ့ထွက်လာတဲ့အမိုက်တွေလည်းတစ်ခါထပ်ပြီးမိရှုကြပြန်တယ်။ နော်ဒါကတော့မြေပြန့်နေမှာအပင်အကျဉ်းကြံတွေကိုနော်စုပြီးတော့မှမီးရှို့ပစ်တဲ့အခါထွက်တဲ့ဓာတ်ငွေတွေဒါတွေဖန်လွန်ရင်ဓာတ်ငွေတွေပါနော်ဒီမှာဆိုလို့ရှိရင်ကောက်ရိပ်ပြီးတဲ့အချိန်ကြံတဲ့ရွေးပြက်တွေကိုမီးရှို့ပစ်တယ်အဲ့တော့ဒီမှာမီးကုန်းငွေတစ်ထောင်လုံးနဲ့ထွက်နေတယ်အဲ့ဒါဒီအားလုံးဟာတကယ်ဖန်တော်ရင်တန်းငွေတွေပါပဲအဲ့တော့စိုက်ပျိုးရေးလုပ်ငန်းမှာစိုက်ပျိုးရေးသမားတိုင်းလောက်ဒီမီးရှို့တဲ့အလုပ်ကလုပ်နေကြတယ်နော်ဒါကြောင့်စိုက်ပျိုးရေးကြောင့်ဖန်တော်ရင်တန်းငွေထက်တယ်ဆိုအဲ့ဒါတွေပါ နောက်ထွန်ဆက်တီနဲ့ထွန်နေရတဲ့အဲ့ဒီအခါမှာလည်းပဲဖန်တော်ရင်တန်ငွေတွေမြိုက်ထပါလေဆက်ယုံကြီးတွေကထုတ်တဲ့ဓာတ်မြေဩဇာတွေနဲ့ဓာတုပုသက်စေမသက်စေပေါင်းသက်စေတွေကိုသုံးဆွဲစိုက်ပြိုးကြတာတွေကြောင့်လည်းပဲဖန်တော်ရင်တန်ငွေတွေထွက်ပါလေဒီဆက်ယုံကြီးတွေကတောင်သူလယ်သမားတွေနဲ့စိုက်ပြိုးသူတွေကဝယ်ယူသုံးဆွဲနေလို့ဓာတ်မြေဩဇာနဲ့ဓာတုစေတွေကိုထုတ်ပေးနေကြတာဖြစ်တယ်လေ အဲ့တော့ဒီလိုထုတ်တဲ့အခါစက်ယုံကြီးတွေကနေဖန်တော်ရင်တန်းငွေတွေအများကြီးထွက်တယ်။အဲ့တော့ဖန်တော်ရင်တန်းငွေတွေထွက်နေရတာဟာစိတ်ဝဲယူသုံးဆွဲသူတွေကြောင့်လည်းဖြစ်နေပါတယ်။နောက်တမဆင်တမျိုးစားစက်ယုံကြီးတွေဖန်တော်ရင်တန်းငွေတွေအများကြီးထွက်ပါတယ်။ဒါဘုဒ္ဓဆင်စက်ယုံကြီးတွေကလည်းဖန်တော်ရင်တန်းငွေတွေအများကြီးထွက်ပါတယ်။ပလဲတမြေဩဇာကိုသုံးရင်လည်းဖန်တော်ရင်တန်းငွေထွက်တယ်။ပလဲတမြေဩဇာထဲမှာပါတဲ့နိုက်ထရိုဂျင်ဓာတ်ကအငွေ့ပြန်ပြီးလေထုထဲကအောက်ဆီဂျင်ဓာတ်နဲ့ပေါင်းစပ်ပြီးတော့ ဖနောအင်ဓာတ်ငွေတစ်မျိုးဖြစ်တဲ့ nitrous oxide ကိုဖြစ်ပေါ်စေပါတယ်နော်အဲကြောင့်ပလဲသုံးရင်ဖနောအင်ဓာတ်ငွေထွက်ပါတယ်ပိုတက်ဆီပေါင်းတက်ဆီတွေသုံးရင်လည်းပဲဖနောအင်ဓာတ်ငွေထွက်ပါတယ်လဲစဘာစိုက်တဲ့အခါမှာစဘာကင်းနဲ့ရေထည့်ထားရင်လည်းမီသိန်းလို့ခေါ်တဲ့ဖနောအင်ဓာတ်ငွေတွေထွက်ပါတယ်နော်ဒီမှာဆိုလို့ရှိရင်ပြိုးထောင်တော့လည်းရေထဲမှာပြိုးထောင်ထားတယ်နောက်ပြိုးထောင်ပြီးတဲ့နောက်လည်းစဘာကင်းထဲမှာရေအမြင့်ထည့်ထားတယ် အဲ့ဒါလိုရေဝတ်နေတဲ့နေရာကမီသိန်းဓာတ်တွေအများကြီးထွက်ပါတယ်။ဒါကြောင့်လေစပါးစိုက်တာဟာရာသီဥတုဖောက်ပြန်စေတာကိုအပိအမြောက်ပြုတဲ့စိုက်နီးစနစ်တစ်ခုဖြစ်နေပါတယ်။တကယ်တော့ဖန်လွင်တန်းခွေတွေကကဘာကြီးအတွက်လိုတယ်။မူလသဘာဝကကဘာကြီးကအီးလွန်းနေပြ။နောက်အနှုတ်၁၈ဒီဂရီလောက်အထိတောင်းသူကအီးတယ်။အဲ့တော့ကဘာကြီးပူနွေးနေအောင်ဖန်လွင်တန်းခွေတွေကထိမ့်သိမ့်ပေးထားတာဖြစ်တယ်။ ဲ့ဒါမှကဘာကြီးအိတ်ခဲမသွားဘူးကဘာကြီးအိတ်ခဲသွားရင်ကျွတ်လူတရိษံနေအသက်မရှင်နိုင်တော့ဘူးဒါပေမဲ့ဖန်တော်အိမ်တန်းခွေတွေကရှိတင်တဲ့ပမာဏတဲ့ပိုမိုပြီးတော့ရှိနေတဲ့အခါကျတော့နော်ဖန်တော်အိမ်တန်းခွေထုတ်လုပ်မှုတွေများတယ်ကိုလူကြောင့်ဖြစ်တဲ့ထုတ်လုပ်မှုတွေနော်ကဘာကြီးကပိုပိုပူနွေးလာတယ်အဲ့ဒါကို global warming လို့ခေါ်တယ်ဒါကဘာလို့ပူပူလာတာပေါ့လူတွေရဲ့မစင်မချင်လောက်ရတဲ့ကြောင့် လေတူတဲကိုဖန်တော်ရင်တောင်းငွေထုတ်လွှတ်မှုတွေပိုများလာပြီးကပ္ပအပူချိန်တွေဟာပိုပိုတိုးလာလို့ကပ္ပကြီးပိုပူလာတဲ့အဲ့ဒါကြောင့်ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေပိုပိုပြီးဖြစ်လာတယ်။ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့်စိုက်ပျိုးရေးလုပ်ငန်းတွေလည်းထိခိုက်ပျက်စီးဆုံးရှုံးတာတွေကတော့ဒါကျွတ်တို့စိုက်ပျိုးရေးသမားတွေကိုယ်တွေဂျုံနေရတယ်လေ။ဟုတ်ပြီရာသီဥတုပြောင်းလဲမှုကြောင့်စိုက်ပျိုးရေးလုပ်ငန်းတွေထိခိုက်ရတယ်လို့ကျွတ်တို့လေယာစိုက်ပျိုးရေးလုပ်ငန်းတွေကြောင့်လည်းပဲ ဖန်တော်အိမ်ဓာငွေတွေကထွက်လာပြီးတော့ယာသီတို့ကိုပြောင်းလဲစေတယ်နော်အဲ့တော့ယာသီတို့ပြောင်းလဲစေတဲ့နေရာမှာကျွတ်တို့စိုက်ပျိုးရေးသမားတွေကလည်းပဲတတိယခံတူဖြစ်တယ်အဲဒီလိုယာသီတို့ဖောက်ပြန်နေတာကိုအလေးမထားမိပဲနဲ့ထုံးစံတိုင်းထွန်ရက်စိုက်ပျိုးနေကြမယ်ဆိုရင်ဒီနိုင်ငံတွေပျက်စီးဆုံးရှုံးမှုများတယ်အထွက်တွေရော့လာဖောက်ပြန်နေတဲ့ယာသီဥတော်နဲ့လေလျောညီထွေဖြစ်အောင်စိုက်ပျိုးကြမှာတိနံအထွက်တွေကောင်းနိုင်မယ်အဲ့ဒါကို ယာတိဥရုနဲ့လိုက်လျောညှိထွေစိုက်ပျိုးရည်လို့ခေါ်ပါတယ်အင်္ဂလိပ်လို climate smart agriculture ဖြစ်ပါတယ်အယာတိဥရုနဲ့လိုက်လျောညှိထွေစိုက်ပျိုးရည်ကအင်္ဂါ300နဲ့ပြည့်စုံရတယ်ဗျ climate smart agriculture ဖြစ်ဖို့ဟမ်အင်္ဂါ300နဲ့ပြည့်စုံရပါတယ်အဲ့တော့နံပါတ်1ကကိုလုတ်တဲ့စိုက်ပျိုးရည်နိစနစ်ကယာတိဥရုကိုဖောက်ပြန်စေတဲ့ဓာတ်ငွေတွေမထွက်စေရဘူးဟမ် အဲ့ဒါကိုအဲ mitigation of emission လို့လည်းသုံးရတယ်ပေါ့ mitigate လုပ်တာပါနောက်နံပါတ်2ကကိုလုတ်တဲ့စိုက်ပျိုးနီးစနစ်ကရာသီဥတုဖောက်ပြန်တဲ့တံကိုကြံ့ညံ့ခံပြီးရှင်သန်နိုင်စွမ်းလက်ရှိရတယ်အဲ့ဒါ resilience and adaptability ပေါ့နောက်နံပါတ်3ကတည်နှံထွက်ကောင်းတယ် increase yield အဲ့ဒီအင်္ဂါ3ရက်နဲ့ပြည့်စုံရတယ်ပြန်ပြောရရင် ကိုလုတ်တဲ့စိုက်ပျိုးရေးနည်းစနစ်ကဖန်လွန်ရင်တောင်းကိုမထွက်စေရဘူး။နောက်ရာသီဥတုဖောက်ပြန်ရင်လည်းကြက်ညံ့ခံရှင်တနိုင်တဲ့အထွက်ကောင်းတယ်။စိုက်ပျိုးရေးလုတ်ရင်ဖန်လွန်ရင်တောင်းကိုထုတ်လွှတ်မှုဖြစ်နိုင်တဲ့ပြညော့နေစေဖို့ဆိုရင်အမိုက်မီမရှူရ။အပင်အကျွမ်းကြံမီမရှူရ။ထဲမထိုးရ။နောက်ဓာတုဆေးတွေမဖြန်းရ။စဘာကင်းရေးမြုံမထားရ။အဲ့တော့ဒီနေ့လုတ်နေတာလေးနဲ့တော့ဒါတွေကဖြောင်းပြန်ဖြစ်မဲ့သဘောပဲ။ စိုက်ပျိုးရေးသမားတိုင်းကဒီနေ့အဲ့ဒါလိုပဲစိုက်ပျိုးနေကြတာလေအဲ့ဒါလိုပဲလုပ်တတ်တယ်အဲရာသီဥတုနဲ့လိုက်လျောညီတွေစိုက်ပျိုးရေးဆိုရင်တော့ဒါတွေမလုပ်အောင်ဒါတွေမလုပ်ဖက်နဲ့စိုက်ရင်ဖြစ်တယ် now ရာသီဥတုနဲ့လိုက်လျောညီတွေဖြစ်အောင်စိုက်ခဲ့ရင်ရာသီဥတုပြောင်းလဲမှုတန်ကိုခံနိုင်တယ်ဟိုညမှာစဘာကင်းနှစ်ခင်းကြည့်ပါ now ဘယ်ဘက်ကစဘာကင်းနော်တမယိုးကြစိုက်တယ်နော်တမယိုးကြစိုက်တယ် ဲ့တော့အချိန်ခါမဲ့မိုးရွာလိုက်တဲ့အခါကျတော့တခင်းလုံးလဲသွားတယ်။ညာဘက်ကရာသီဥတုနဲ့လိုက်လျောညီထွေနဲ့စိုက်ထားတယ်။ဟမ်အခုကျွန်တော်အဲ့ဒီကိုရောက်ခဲ့တယ်။အခုဒီမှာမြင်းနဲ့တိုက်မယ်။ဘယ်ဘက်ကအခင်းတခင်းလုံးခင်းလုံးကျလဲတယ်။ညာဘက်ကအခင်းကထောင်းဟမ်အညာဘက်ကအခင်းက climate smart agriculture တခုဖြစ်တယ်။ရာသီဥတုနဲ့လိုက်လျောညီထွေစပားကို SRI နဲ့စိုက်ထားတယ်။ဟမ်ဒါကြောင့်မို့လို့ရာသီကြမ်းတမ်းခနိုင်နေတဲ့ နောက်တစ်ခုကယာတိဥရုနဲ့လေလျောညီထွေဖြစ်အောင် စိုက်ခဲ့ရင်အထွတ်လက်ကောင်းအခုဒါအေယာပရိသာစဘာပါနောက်ဦးမျိုးဝင်းရဲ့စဘာကခမန်းကြည့်ပါဒါလောက်အသီးအဆန်နေပြည့်နေတဲ့စဘာနောက်အထွတ်ဘလောက်များရှိလိုက်နိုင်မလဲဆိုတာပါလေအဲ့တော့တခင်းလုံးဟာအနှံနေနဲ့ပြည့်နေပါလေတဟိကတင်းရာကျော်ထွက်တဲ့စဘာဒီပါနောက်ဒါကြောင့်အထွတ်လက်ကောင်းရပါတယ်ဒီလိုအင်္ဂါ300နဲ့ပြည့်စုံတဲ့စိုက်ပျိုးရည်တွေကဘာဒီလဲလို့ဆိုတော့ စဘာဆိုင်ရင်စဘာအစွမ်းဖွင့်ဆိုင်ပြည့် SRI နောက်စဘာမဟုတ်တဲ့တိနှံနေဆိုင်ရင်တဘာဝုန်းကျင်မပြေအောင်ဆိုင်တဲ့ဆိုင်ပြည့်မထွန်ရက်ဆိုင်ပြည့်နောက်နံပါတ်3ကအိမ်တွင်းပြက်တဘာဝမြေဩဇာတွေနဲ့တဘာဝပိုးမွှားယောဂကာကွယ်ဆေးတွေသုံးပြီးဆိုင်တဲ့ဆိုင်ပြည့်ဓာတ်တုမသုံးဘူးနံပါတ်4 organic ဆိုင်ပြည့်အမှန်ကတိနှံနဲ့တစ်တော့ရောဆိုင်တဲ့ဆိုင်ပြည့် နံပါတ်6ကတီမြဲတောင်ဆောင်စိုက်ပျိုးရေးဓာတီကရာတီဥရုနဲ့လေလျောညီတွေစိုက်ပျိုးရေးလို့ဘာလို့ဖြစ်ရတာလဲဆိုရင်အဲ့ဒါလို့စိုက်ရင်နံပါတ်1ရာတီဥရုဖောက်ပြန်စေတဲ့ဓာတ်ငွေမထွက်ဘူးနံပါတ်2ကရာတီဥရုဖောက်ပြန်တဲ့ဓာတ်ငွေလည်းကြံ့ကြံ့ခံပြီးရှင်သန်နိုင်တယ်နံပါတ်3ကတိနံအထွက်တွေလည်းကောင်းတယ်ဒါနဲ့ပတ်သက်လို့ကျွန်တော်စာအုပ်တော့ရေးခဲ့ပါတယ်နော် ရာသီဥတုပြောင်းလဲမှုနဲ့ရာသီဥတုနဲ့လည်လျောင်းကြီးတွေစိုက်ပျိုးရေးဆိုပြီးစာအုပ်ကို2022ကကျွန်တော်ရေးသားပြီးထုတ်ဝေခဲ့ပါတယ်အဲ့တော့ခဏလောက်ကန်ဆောင်ရနေတဲ့စိုက်ပျိုးရေးတွေကရာသီဥတုနဲ့လည်လျောင်းကြီးတွေစိုက်ပျိုးရေးမဟုတ်ကြဘူးပြည်နော်ရာသီဥတုနဲ့လည်လျောင်းကြီးတွေစိုက်ပျိုးရေး climate smart agriculture လို့ပြောနေကြရင်စိုက်နေကြပုံတွေကထုံးစံတမယိုးချာနည်းတွေပဲဖြစ်နေတယ်ဘာဖြစ်လို့လဲ အထုံးစံတိုင်းပဲစိုက်တက်ကြတာလေရာသီတို့နဲ့လေလျောင်းကြီးတွေဖြစ်အောင်မစိုက်တက်ကြလို့အဲ့တော့ဖောက်ပြန်နေတဲ့လေလျောင်းရာသီဥတို့နဲ့လေလျောင်းကြီးတွေဖြစ်အောင်နံပါတ်1စိုက်နီးစနစ်တွေပြောင်းရနိုင်မယ်နံပါတ်2 twin အားစုထက် twin သုံးဆွဲနေတာတွေလည်းပြောင်းရနိုင်မယ်အဲ့ဒါလို့ပြောင်းဖို့မခက်ပါဘူးစိုက်နီးစနစ်တွေကလည်းရှိနေပါပြီ twin အားစုတွေကလည်းရှိနေပါပြီဥပမာစဘာစိုက်တဲ့အခါမှာ တမယိုးကြရေထဲပဲစိုက်ပြူတာတွေမလုပ်တော့မှဒီမှာပြိုးထောင်နေရေထဲမှာထောင်တယ်ဒါမီသိန်း emission လို့ခေါ်တဲ့မီသိန်းဓာတ်တွေအများကြီးဖြစ်တယ်လေဖန်တော်ရင်တောင်းငွေတွေအဲ့တော့ရေထဲမှာပြိုးမထောင်မင်းနဲ့ရတာရတာပေါ့ဒါကုန်းပေါ်မှာပြိုးထောင်ထားတယ်ဒါကိုကုန်းပြိုးလို့ခေါ်တယ်နော်သူ့ဘေးမှာစိုက်ခွင့်နေရှိတယ်နော်ကတဲ့ပေါ်မှာလည်းထောင်လို့ရတယ်နော်ကောက်ဆက်ရင်ရေထဲစိုက်လို့မရဘူးရေထဲစိုက်ရင်တမယိုးကြပဲအဲ့တော့ဖန်တော်ရင်တောင်းငွေတွေဒါအထက်တယ် ရေမရှိတဲ့အစိုးတမန်းပြင်ပေါ်မှာပဲအခုလိုကောက်ဆိုင်ကြတာဒါ SRI နီးတယ်ပဲနော်အဲ့တော့အဲ့ဒါလိုကောက်ဆိုင်လို့ရတယ်နောက်ကောက်ဆိုင်ပြီးရင်လေတမယိုးချာကရေထည့်ထားတယ်နော်ရေထည့်မထားရဘူးရေကိုလောင်မထားရဘူးနော်ရေလောင်မထားဘဲနဲ့ကောက်ဆိုင်ပြီးတဲ့နောက်ဒီလိုထားလို့လေရတယ်လေအရေးမရှိဘူးရေထည့်ထားဖို့မလိုပါဘူးရေမထည့်ဘဲနဲ့လေတမန်းမြင်စုနေရင် ဘယ်လောက်ကောင်းလဲစဘာပင်ဖြစ်ထွန်းမှုတွေနော်စဘာကိုအဲ့ဒီလိုစိုက်ပြိုးပါအမှရာသီဥတုနဲ့လေလျောညီတွေစိုက်ပြိုးရေးဖြစ်ပါမယ်အဲ့ဒါ SRI စနစ်နဲ့စိုက်တာဖြစ်ပါတယ်နောက်ရာသီနံတွေစိုက်ပြိုးကြရင်လည်းပဲမှုန့်ညံ့နေအောင်တမယိုးကြထွန်းရဲစိုက်တာမလုပ်ရဘူးနော်မထွန်းရဲဖက်နဲ့စိုက်နော်ဒီမှာဆိုလို့ရှိရင်မှုန့်ညံ့နေတာပဲဒါဟာရာသီဥတုနဲ့လေလျောညီတွေမဖြစ်ဘူးနောက်ဂေဟစနစ်ကိုလည်းအမြဲတမ်းပြည့်စည်စေပါတယ် အခုဒီမှာဆိုလို့ရှိရင်ထရေးလုံမထားဘူးထွန်တယ်ထားတာမရှိဘူးအစိုးရရှိတာနဲ့တခါတည်းကြောင်းဆွဲပြီးတော့စိုက်ပစ်တာပါအဲ့ဒါမထွန်ရဖက်နဲ့စိုက်တာပါနောက်တစ်ခါမြေကြီးတွေကိုလည်းလုံအောင်ဖုံးပြီးတော့မှထားပါတယ်နော်ကောက်ရွေးတွေမိရှုံမဖြစ်ပါဘူးမြေကြီးပေါ်လုံအောင်ဖုံးပြီးတော့မှစိုက်ရင်ဒါဟာရာသီဥတုနဲ့လက်လျောညီတွေစိုက်ပြိုးရေးနိစနစ်ဖြစ်ပါတယ်ရာသီကျန်းကိုလည်းခန်းနေပါတယ်နောက်ဒီမှာဆိုရင်လည်းနှမ်းရိုးတွေနဲ့ဖုံးပါတယ် တော့မြေကြီးကိုဖုံးပြီးတော့ဆိုက်ရပါတယ်။နောက်ဒီမှာဆိုအတန်းကြားတွေထဲမှာဖုံးထားတယ်။နောက်အဲ့ဒါကမှရာသီဥတုနဲ့လေလျောညီထွေဖြစ်တဲ့စိုက်ပျိုးရေးဖြစ်ပါတယ်။အမိုက်တွေမိမိရှိရပါဘူး။နောက်ရာသီဥတုဖောက်ပြန်တဲ့ဓာတ်တွေထွက်စီပါတယ်။ဒါကြောင့်အမိုက်တွေမိမိရှိဘဲနဲ့အခွန်နာကလို့လုံအောင်ဖုံးပြီးတော့မှဆိုက်ပါတယ်။နောက်ပေါင်းမြက်ကိုလည်းပဲနော်သေးထိုးထုံမလို့ပါဘူး။ဒါမြက်ပြက်ဆက်နဲ့ဖြတ်ပြီးတော့မှပေါင်းကိုစီမံခံခွဲပါတယ်။ နောက်ပြီးရင်ဖြတ်ပြီးသားတွေကိုဒီတိုင်းမဲ့ရေကြီးပေါ်မှာတင်ထားလိုက်တွင်းအားစုတွေဖြစ်တဲ့ဓာတ်မျိုးစံနဲ့ဓာတုပုသက်စီပေါက်သက်စီတွေလည်းအခုအများအပြားသုံးဆွဲစိုက်ပြနေကြတာဟာရာသီကြမ်းကိုခံနိုင်မရှိဘူး။နော်ဓာတ်မျိုးဩဇာတွေဓာတုစီတွေအများအပြားသုံးဆိုင်နေတာဟာရာသီဥရုနဲ့လေလျောညီထွေစိုက်ပြရေမဟုတ်ဘူး။ဘာလို့လဲ။နော် GHG လို့ခေါ်တဲ့ဖန်လွန်ဓာတ်ငွေတွေမြိုက်ထွက်ပါတယ်။ ။ဒါကြောင့်အိမ်တွင်းပြစ်သဘာဝမြေဩဇာတွေကိုပဲသုံးဆွဲစိုက်ပျိုးကြရမှာဖြစ်ပါတယ်။အဲ့ဒါဒီသုံးဆွဲစိုက်ပျိုးရင်ရာသီဥတုပေါက်ပြန်တဲ့တံကိုခံနိုင်တယ်။နောက်ဒီမှာဆက်လို့ရှိရင်ဒါအိမ်တွင်းပြစ်တွေကိုထည့်နေတာပါ။ဟမ်။ဘုကရှိတွေပက်နေတာပါ။နောက်ဒီမှာဆက်လို့ရှိရင်ရုပ်ပြတ်တွေမီးမရှို့ပါဘူး။ရုပ်ပြတ်ထဲမှာပဲအိမ်တွင်းပြစ်တွေကိုပက်နေကြတာဖြစ်ပါတယ်။ဒါကမှရာတိဥရုနဲ့လိုက်လျောညီထွေတဲ့စိုက်ပျိုးရေးဖြစ်ပါတယ်။နောက်ဒီမှာလည်းတူတူပါပဲ။ ခုတ်ဖုံးကလဘဲကင်းထဲမှာနော်ရွေးပြန်ကုန်ဒီတိတ်မဲရှိနေသေးတယ်အဲ့ထဲမှာပုကရှိပက်နေတာပါနော်ဒါစဘာကင်းမှာလည်းတတူပါပဲကောက်ဆိုင်ပြီးပြီးရေမရှိဘူးရေလောင်မထားဘူးအဆွေတက်ရှိတယ်အဲ့ဒီထဲမှာအိမ်တွင်းဖြစ်ပက်နေတယ်အဲ့တော့အိမ်တွင်းဖြစ်ဒီကိုပဲသုံးဆက်ပြီးတော့ဆက်ရမှာပါနော်စဘာကင်းကြီးတာတော့လည်းပဲအိမ်တွင်းဖြစ်ပဲထဲပါတယ်ဒါကြောင့်ဖောက်ပြန်နေတဲ့ရာသီဥတ္တရနဲ့လက်လျောညီထွေဖြစ်အောင် ကျမအလုတ်ဘယ်လိုလုပ်လဲနံပါတ်1လုတ်ရမယ်အလုတ်ကဖလွန်အင်တန်းငွေမထွက်စေတဲ့စိုက်နီးတွေနဲ့စိုက်ရမယ်အဲ့ဒါလို့စိုက်လိုက်ရင်ရလာမယ်အကျိုးကနံပါတ်2တိနံစိုက်ခင်းတွေဟာရာသီဥတုဖောက်ပြန်တဲ့တံကိုကြံ့ကြံ့ခံနိုင်ပြီးပျက်စီးဆုံးရှုံးမှုတွေမဖြစ်စေဘူးနောက်ဆုံးကနံပါတ်3ကတိနံထွက်လဲကောင်းတယ်ဒါကြောင့်ရာသီဥတုနဲ့လယ်လျောညစ်တွေဖြစ်တဲ့စိုက်ပျိုးရေးနိစနစ်တွေကိုပဲပြောင်းလဲလှုပ်ဆောင်ရမှာဒါ စိုက်ပျိုးရေးကိုရေရှည်လုတ်ကင်သွားနိုင်မှာဖြစ်ကြောင်းတင်ဆက်လိုက်ရပါတယ်။နောက်ဆက်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်သိန်းစုပါရေစင်းစိုက်ပျိုးရေးတက်ကတူကအငင်းစားတွေ့ပေါ်မှာဖတ်တူဖြစ်ပါတယ်။